ကျွန်မရဲ့ပြည်သက်ကြီးကိုကျွန်မပြပြခြင်းတဲ့တင်ရတော့အသားမဲမှာဆိုလို့အပြင်ကိုထွက်တယ်ဆိုလို့ရှိရင် နေရောင်လုံးဝအထီမခံနဲ့တရုတ်အမျိုးသမီးတယောက်အိယာရဲမှာပဲတစ်ဖက်ကိုလှိမ့်လိုက်တဲ့အချိန်မှာအယိုးကျိုးသွားခဲ့တဲ့အကြောင်းပြပြခြင်းပါတယ်ဒီအမျိုးသမီးရငငယ်ကလေးကအပြင်ထွက်တဲ့အချိန်မှာ လုံးဝလက်တူမဝတ်ပါဘူးအဲနီလောင်ခံခရင်ပေါ့နော်ဆန်ခရင်နီလိုရှင်းနီလိမ့်နေကြာတော့သူ့မှာဗီတာမင် D ကြောင်မှန်ဖွယ်ကြဆင်းသွားပါတယ်ဒီလိုမျိုးကြဆင်းတာတွေကအယိုးတွေကျွတ်ဆက်မှုကိုအရန်ကိုအဲ ထိရောက်တယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးဗီတာမင် D ကြာစင်းတာနဲ့အမျှအရိုးတွေဟာကျွတ်ဆက်ကုန်တာပဲဖြစ်ပါတယ်ဒီသတင်းကို သူမကိုကုပြီးတဲ့ဆရာဝန်ကအင်တာနက်ပေါ်မှာတင်ခဲ့ပြီးရင်တောင်မှလူတွေအကြားမှာအော်အော်တောင်းနေနေအရန်ဖြစ်ကုန်ပါတယ်လူတွေကအခုနောက်ပိုင်းပေါ့နော်နေရာလည်းအရန်ပူတယ်နောက်ခရမ်းလုံရောင်ကြီးတွေကလည်းအရန်နေညပြလာတယ်ပေါ့ဒီလိုမျိုးခရမ်းလုံရောင်ကြီးကိုကြောက်လို့အသားမဲမှာဆွေးနေတဲ့အတွက်ကျမတို့ဒီနေ့ခေတ်ကလူတွေကအပြင်းထွက်တယ်ဆိုလို့ရှိရင်အထူးကာကွယ်ရေးအရာတွေ းသုံးပြီးတော့သွာလာနေကြတာဖြစ်ပါတယ်ဒါပေမဲ့ဒီလိုမျိုးနေလောင်ခံခရင်နေလိုရှင်းနေရပုံမှန်ထပ်ပို့ပြီးတော့သုံးမယ်ဆိုလို့ရှိရင်ကျန်းမာရေးနဲ့မညီညွတ်ပါဘူး အဲလူအရေးပြားနေအောင်ကြီးကိုနေ့စဉ်ထိတွေ့ပေးဖို့လိုအပ်ပါတယ်ဆိုပြီးတော့ဆရာဝန်ကြီးကပြောဆိုထားတာပဲဖြစ်ပါတယ်။နေအောင်လည်းမခံဘူးဗီတာမင် D ပြည့်စွက်စာတွေကိုလည်းမစားဘူး။နောက်ကယ်ဆီယမ်အစားအစာတွေလည်းမစားဘူးဆိုလို့ရှိရင်တေချာပေါက်အယူပယောဂါကိုရင်ဆိုင်ရမှာပဲဖြစ်ပါတယ်။ဒီတရုတ်အမျိုးသမီးငယ်လေးကကျမရေကောင်းမှုထက်သူ့ရဲ့အသားအရေလာပါဖို့အရန်ကိုစောင်းပေးနေရဆိုပြီးတော့ဆရာဝန်ကမှတ်ချက်ပြုထားတာပဲဖြစ်ပါတယ်။ လူခန္ဓာကိုယ်ကအသက်30ကျော်တယ်ဆိုလို့ရှိရင်အယိုးပွားလာမှုနှုန်းဒါကတစ်နှစ်ကို100ခိုင်နှုန်းရှိတယ်ဆိုပြီးတော့စမ်းသပ်ချက်တွေရလဲသိရပါတယ်ဆိုတော့ကျမရဲ့ ပြည့်တတ်တယ်ပေါ့နော်အပြင်သွားရဆိုလို့ရှိရင်ခြေဆုံးခေါင်းဆုံးအကာအကွယ်ယူပြီးတော့နေမထိလေမထိသွားတက်ကြတာလားဆိုတာကိုလေအဲကျမကိုအပန်းမကြည့်ဘူးဆိုရင်ကွန်မန့်လေးရေးခဲ့ပေးပါဒါပေမဲ့ဒီနေ့ခက်ကတော့နေရလဲအရန်ပူတယ်ပေါ့နော်ကျမတို့ကဘာကြီးပူနွေးမှုပါလေအရန်ကိုပြင်းထန်လာတဲ့အတွက်ကြောင့်မလို့အပြင်ကိုသွားရဆိုလို့ရှိရင်တော့နေရောင်ခံတာကောင်းနေဆိုပေမဲ့အများကြီးခံဖို့လည်းမလိုအပ်ဘူးလို့ပြောချင်ပါတယ်အဲအထူးသဖြင့်ကတော့ပေါ့နော်ကိုကနေရောင်ကြီးကိုခံရမယ်အဲနေပူရဲသွား မယ်ဆိုလို့ရှိရင်ထီအုပ်ထုပ်ပေါ့နော်ကိုယ့်ရဲ့ခန္ဓာကိုယ်အတွက်အကာအကွယ်ဖြစ်စေဖို့ယူပါပါနောက်အင်ကြီးလက်ရှိတော့ဝတ်လို့ရပါတယ်ဒါမဲ့ဒီတရုတ်အမျိုးသမီးလိုတော့ပေါ့နော်ဗီတာမင် D လုံးဝမရအောင်တော့လေလှုပ်ဆရာမလိုဘူးလို့ပြောချင်ပါတယ်တန်စီလုံပြီးဆိုတဲ့စကားရှိရတဲ့အတွက်ကြောင့်မလို့ကျမရဲ့ပြည်သက်တွေသွားမယ်လာမယ်ဆိုလို့ရှိရင်နေအောင်ကြီးထဲမှာသွားမယ်ဆိုရင် lotion လိမ့်တာ sunscreen လိမ့်တာအဲ ထီးဆောင်တာအုတ်ထုတ်ဆောင်တာပေါ့နော်ဒီလိုမျိုးတွေလုပ်ပါဒါပေမဲ့အရန်ကရောကြီးပေါ့နော်ထူးထူးကဲကဲကြီးတော့လုပ်เสียမလိုဘူးလို့ပြောချင်ပါတယ်လူတွေကအော်အကုန်လုံးပေါ့နော် balance ညီအောင်နေထိုင်စားသောက်မှသာဒီနေ့ခေတ်မှာသဟဇာတာဖြစ်မယ်ဆိုတဲ့အကြောင်းကိုဒီအမျိုးသမီးလေးဥပမာထားပြီးတော့တင်ဆက်ပေးလိုက်ရပါတယ်ရှင်အားလုံးကျေးဇူးအများကြီးတင်ပါတယ်